ကိုယ်တိုင်ကသာသမီယတနာမရှိပေမဲ့လည်းခိုင်နင်းဝင်ရဲ့ကလေးတွေပေါ်မှာမြင့်တာပြပင်းခဲ့ကြတဲ့ရွှေထူတို့ဇနီးမောင်နှံရန်ကုန်ဆယ်လီနျူးပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင် ရွှေထူးတို့ဇနီးမောင်နှံကတော့ရွှေနဲ့ရွှေလို့ပရိသတ်တွေရချစ်စနိုးနဲ့ခေါ်နေကြတာဖြစ်ပြီးအိမ်နောက်သက်ကြာမြင့်နေပြီဆိုပေမဲ့လက်ရှိအချိန်ထိသာသမီရတနာပိုင်ဆိုင်မှုတော့မရှိသေးပါဘူး။ရွှေမုံရတီရဲ့ကျမ်းမာရေးကြောင့်သာသမီမယူတာလို့တော့သိရပါတယ်။ဒါပေမဲ့သာသမီရဲ့ချာမရှိပေမဲ့လည်းခြေရတဲ့ကလေးငယ်တွေပေါ်မှာတော့မေတ္တာပြပေးနိုင်တာကြောင့်အားလုံးကရွှေမုံရတီရဲ့မေတ္တာကိုမြင်ကြပြီးစိတ်မကောင်းဖြစ်ကြသလိုရွှေမုံရတီပေါ်မှာလည်းအခြေပုံနေရတာပါ။လွန်ခဲ့တဲ့ရက်ကပြုလုပ်ခဲ့တဲ့ခိုင်နှင်းဝင်းရဲ့မိဘမယ့်ကလေးများခေဟာကနေ ီပြုလုပ်ခဲ့တဲ့အလူပွဲကြီးမှာရွှေထူးတို့ဇနီးမောင်နှံကလည်းပါဝင်ပေးခဲ့တာပါ ခိုင်နေဝေကသူရဲ့ကီဟာမှာရှိတဲ့ကလေးအယောက်20ကျော်အတွက်ရှင်ပြူနာသာအလူတော်မင်္ဂလာကြီးကျင်းပပေးခဲ့တာပါသားသမီးတွေမရှိဘူးဆိုပေမဲ့မိစုံဖားစုံနဲ့အလူပွဲပြုလုပ်ရသည်နဲ့အမှုပညာရှင်တွေက ဇနီးမောင်နှံဒီကိုဖိတ်ခေါ်ပြီးရှင်လောင်းနေရဲ့မိဘနေရကနေအစားဝင်ရပြီးတော့ကုသပါဝင်စေခဲ့တာဖြစ်ပါတယ်။ဒီလိုပါဝင်ခဲ့တဲ့တဲမှာရွှေတူးနဲ့ရွှေမုံရဒီလိုဇနီးမောင်နှံနှစ်ယောက်ကလည်းပါဝင်ခဲ့တာပါ။အခြားသောအမှုပညာရှင်စုံတွဲတွေများစွာကလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးပါဝင်လာတဲ့အခါမှာရွှေတူးတို့ဇနီးမောင်နှံကရှင်လောင်းနေဆန်ချတဲ့အချိန်မှာညနာမှာရေရီဆိုပြီးသဘင်နေကြနေတာကြောင့်ရွှေမုံရဒီကသူ့မှာပါလာတဲ့ပဝါလေးနဲ့ကလေးရဲ့မျက်နှာလေးကိုတုပ်ပေးလိုက်ပြီး ရွှေထူးနဲ့ရွှေမုံရည်ဒီကလည်းတယောက်မျက်နှာတယောက်ကြီးကပီတိမျက်ရည်တွေဝဲနေကြပါရယ်ကိုရိုင်းကသာသမီမရှိဘူးဆိုပေမဲ့လည်းအခုလိုမျိုးမိဘမယ်ကလေးတယောက်ပေါ်မှာတကယ်ကိုသာသမီအရင်ချာနဲ့မြတ်တာထားပြီးပြုတ်လုပီးနေတဲ့ပုံရင်ကလေးကပရိသတ်တွေရဲ့ကြားထဲမှာပြန့်နှံ့သွားပြီးတော့ရွှေမုံရည်ဒီကိုပရိသတ်တွေကအချစ်ပူနေရတာပါဒီပွဲကြီးကခိုင်နင်းဝင်ရဲ့အလူမင်္ဂလာပွဲဖြစ်တဲ့ဆိုပေမဲ့ပါဝင်ပြီးတဲ့ရွှေထူးနဲ့ရွှေမုံရည်တို့ရဲ့တယောက်ကိုတယောက်ကြည့်နေကြတဲ့ဂျီနုမျက်နာတွေ သူတို့ရဲ့မျက်နှာမှာပေါ်လွင်နေကြတဲ့ PT အပြုံးတွေနောက်ပြီးမောင်ရင်လောင်လေးပေါ်မှာပြုပုန်ပြီးနေတဲ့မြစ်တာလေးတွေကြောင့်ပရိသတ်တွေအားလုံးကရွှေမုံရတီကိုတနာနေကြတာပါရွှေမုံရတီရဲ့ကျမ်းမာရေးကြောင့်သာသမီမယူကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်မလို့ရွှေမုံကကိုယ့်ရဲ့သာသမီမဟုတ်တာတောင်မှအလူပွဲမှာတလောင်းချင်နေတာကိုယ့်ရဲ့သာသမီဒါဆိုရင်ဘလောက်တောင်ချင်လိုက်ကြမလဲ။ပြီးတော့သူတို့နှုတ်ရဲ့တယောက်နဲ့တယောက်ကြည့်နေတဲ့မျက်နှာလေးတွေကိုကြည့်ပြီးတော့လည်းအချစ်တွေကိုခံစားရတာကြောင့်ပရိသတ်တွေကချီးကျူးလို့နေကြတာဖြစ်ပါတယ်။ခိုင်နေဝေကတော့ ူရဲ့ခေဟာမှာရှိနေတဲ့ကလေးတွေကိုမိဘမရှိဘူးဆိုပေမဲ့မိဘအရင်းချရီနဲ့အတူတူအလူပြုတ်လောက်ရတယ်လို့ခန်းစားစီရမှာဖြစ်ပြီးကလေးငယ်တွေနောက်တစ်ချိန်တိတက်လာတဲ့အခါမှာသူတို့ကိုအမှုပညာရှင်တွေကိုယ်တိုင်ကမင်းသားမင်းသမီးတွေကိုယ်တိုင်ကစံချဖို့အတွက်ကူညီပေးတယ်ဆိုတာကိုသိရပြီးပျော်ရွှင်စေချင်တယ်။နောက်ပြီးအမှုပညာညီကိုမောင်နှမတွေအနေနဲ့လည်းအခုလိုမျိုးပါဝင်ပြီးတော့မြစ်တာပြပင်းရဲ့အတွက်လည်းကျေးဇူးတင်တယ်လို့ပြောကြားခဲ့ပြီးတော့ခိုင်နေဝင်ကတော့အလူအောင်ပွဲအထိမ်းမှပျော်ရွှင်စွာနဲ့ပီတိမျက်ရည်တွေကျနေတဲ့ကြားကကခုံခဲ့ ပါသေးတယ်။နောက်ပြီးအခုလိုမျိုးအလူတန်းတွေပြုလုပ်နိုင်ခဲ့တာကဒီလိုကလေးတွေရှိနေလို့ဒါကြောင့်ကလေးတွေကိုလည်းကျေးဇူးတင်ပါတယ်။ကလေးတွေကြောင့်ကုသိုလ်ပြုနိုင်တာပါလို့ပြောပြခဲ့တာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောကိုရိုင်းကသာသမီယတနာမရှိပေမယ့်မိဘမဲ့ကလေးပေါ်မှာမေတ္တာပြပေးခဲ့တဲ့ရွှေမုံရတီပေါ်ဘယ်လိုမျိုးမြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်။